အားလုံးမင်္ဂလာပါကျုပ်အနေနဲ့တိုင်းပြည်မြန်မာထူးခြားချက်တွေကိုနှစ်စဉ်တင်ဆက်လာတာဆယ်စုနှစ်တစုနီးပါးရှိလာပါပြီဗျဒီနေ့မှာတော့တိုင်းပြည်မြန်မာရဲ့လန်ရဲ့ထူးခြားချက်အတော်များများကတိုင်းပညာအမျိုးမျိုးကလန်ကိုအယိုးကခြင်လေးရှိတယ်တိုင်းပြည်မြန်မာကအသွားပဲချမ်းကအသွားနဲ့ကတ်ရဲ့နေရာလေးကနေခြင်လေးရှိတယ် why ဘာကြောင့်လဲလန်ကိုတိုင်းပြည်မြန်မာလိန်ထုတ်ရှိတဲ့အတွက်လိန်ထုတ်ရိုက်တဲ့အခါလန်သွားကျိုးနိုင်တဲ့အတွက်လန်ကို ကာကွယ်သောအားဖြင့်ပေါ့နော်တိုင်းပညာမှာကာကွယ်ခြင်းနဲ့တိုက်ခိုက်ခြင်းနှစ်မျိုးပဲရှိတယ်အဲ့တော့ကိုကိုကိုကာကွယ်ဖို့ရန်အရေးကြီးသလိုကိုယ့်ရဲ့ခြံဆောင်နေတဲ့ဒုတ်သားလက်နက်တွေကိုလည်းကာကွယ်ဖို့ရန်အရေးကြီးတယ်ဒါကြောင့်မလို့တိုင်းပြောင်းမြန်မာဒုတ်ချင်းဓာချင်းတိုက်ခိုက်တဲ့အခါဒုတ်တွေဓာတွေကိုတိုက်ရိုက်တိုက်ခိုက်ခြင်းမရှိဘဲနဲ့ဒုတ်ကင်နဲ့လက်တွေဓာကင်နဲ့လက်တွေကိုတိုက်ခိုက်ခြင်းရှိတာဖြစ်တယ်အဲ့တော့ အလိန်လန်တို့မှာဆိုရင်လေလိန်တို့ရိုက်တဲ့အခါတန်သွားကိုဖွက်ပြီးကင်ပါတယ်စီးတို့ရိုက်တဲ့အခါလဲတန်သွားကိုဖွက်ပြီးကင်တယ်ပတ်တို့ပင့်တို့တိုင်ပြောမယ်ဒုက္ခံဘလို့ပဲကစားကစားဒုတ်ပေါင်းပဲကစားကစားဒုတ်အများကျုပ်ပဲကစားကစားလှန်နဲ့တွဲကစားလို့ရတယ်ဗျအဲ့တော့ရောင်းရင်တို့သိပြီးကြပြီလားလှန်နဲ့တိုင်ပြောမြန်ရဲ့ဒုက္ခံနေနဲ့ဘလို့တွဲဆက်ပြီးတော့ကစားရမယ်ဆိုတော့ ားလုံးမင်္ဂလာပါကျုပ်ကတော့ပြောင်းမဲ့လူမင်းပါတိုင်းမြောင်မြန်နိုင်ကဆရာကြီးအဖိုးမော်လေးရဲ့ညီတစ်ပည့်ဖြစ်သလိုတိုင်းပြောင်းပြန်ဆရာကြီးဦးသိန်းရဲ့တားတစ်ပည့်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်